။အော်စတြေးလျမှာလူပြောအများဆုံးဖြစ်နေတဲ့လူမှုမီဒီယာမှာအကောက်ဖွင့်နိုင်တဲ့အနှိမ့်ဆုံးအသက်သတ်မှတ်လိုက်တဲ့သတင်းနဲ့ဆက်ပါမယ်။ဩစတြေးလျအစိုးရကလူမှုမီဒီယာအနှိမ့်ဆုံးအသက် online beacon လို့ခြုံရင်းဥပဒေပြင်ဆင်ချက်ကိုထုတ်ပြန်လိုက်ပါတယ်။ဒီဥပဒေအရသတ်မှတ်ထားတဲ့လူမှုမီဒီယာတွေမှာအသက်16နှစ်အောက်ကလေးတွေအကောက်ဖွင့်တာကိုတားမြစ်လိုက်တာဖြစ်ပါတယ်။ ဒီဇင်ဘာလ10ရက်နေ့မှာစပြီးအသက်ဝင်မဲ့ဥပဒေအရအသက်16နှစ်အောက်ကလေးတွေကို အကောင့်ဖွင့်ခွင့်ပိတ်လိုက်တဲ့လူမှုမီဒီယာတွေထဲမှာ YouTube, X, Facebook, Instagram, TikTok, Snapchat, Reddit, Twitch, Threads နဲ့ Keep တို့ပါဝင်ပါတယ်ဩစတြေးလျကကလေးတွေနဲ့ဆယ်ကျော်သက်တွေကို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့တန့်ခံတန်ဆွမ်းရေးအတွက်အခုလိုဥပဒေထုတ်ပြီးပိတ်ပင်လိုက်တာလို့အစိုးရကပြောပါတယ်။ အထက်မှာဖော်ပြထားတဲ့ Black Fury ဟာအသက်16နှစ်အောက်ကလေးတွေရဲ့အကောက်တွေကိုရက်ဆိုင်ဖို့ဂျိုးချောင်းစီလျော်တဲ့လှုပ်ဆောင်မှုတွေမလုပ်ဘူးဆိုရင်ဩစတြေးလျဒေါ်လာတန်90အထိဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်ဥပဒေအရတော့ချူဖောက်မှုတွေဖြစ်လာရင်ကလေးတွေကလေးမိဘတွေကိုအေးအေးယူမှာမဟုတ်ပဲခွင့်ပြုတဲ့လူမှုကွန်ရက်ကုမ္ပဏီတွေကိုဒဏ်ရိုက်မှာဖြစ်ပါတယ်။မိဘတွေအနေနဲ့လည်းအသက်16နှစ်အောက်ကလေးတွေကိုအကောက်ဖွင့်ဖို့သဘောတူညီချက်မပေးနိုင်ဘူးလို့ဆိုပါတယ်။ ဒီသားမြင့်မှုထဲမှာတော့ကလေးတွေအတွက်တီးတဲ့လောက်ထားတဲ့ Messenger Kit, WhatsApp, Keep Helpline, Google Classroom နဲ့ YouTube Keep Line တွေပါမှာမဟုတ်ဘူးလို့ Australia သတင်းစာတွေကဆိုပါတယ်။ဒီကနေ့မှာတော့နာမည်ကြီးလူမှု platform တွေဖြစ်တဲ့ Facebook နဲ့ TikTok တို့ဟာကလေးတွေရဲ့အကောင့်တွေပိတ်သိမ်းဖို့လှုံ့ဆော်နေပြီလို့ဆိုပါတယ်။